တောက်ကြံနေမွေးသူအားလုံးမင်္ဂလာပါစက်တင်ဘာလ15ရက်ကနေ21ရက်အတွင်းတည်ရှိနေတဲ့ကာလဟာလွန်ရာပြည့်စုံခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းမိကောင်းဆွေကောင်းကြီးကဲမြတ်ထံကကောင်းသောအထောက်အကူရခြင်းဖြင့်ရှင်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စတွေမှာအောင်မြင်မယ်ပေါ်ပေါက်လာတဲ့အကြံဉာဏ်သစ်တွေကိုလက်တွေ့သုံးချပြီးတော့ဘဝတက်လာရလုပ်ငန်းမရှိသူအလုပ်ရမယ်အလုပ်ရှောင်ရင်ရတဲ့အလုပ်ကောင်း မတန်အဆင်ပြေမယ်လုံငန်းလုပ်နေသူတွေအဆင့်တက်မယ်ဝင်ငွေတိုးမယ်ဘဝချင်းတွေငြိမ်းချမ်းခြင်းနဲ့ကောင်းခြင်းကံကြမ္မာတွေရှိတယ်ယရနာဘုံစိုက်ကင်းနဲ့တိုက်တယ်ထီထိုးရတော့ထီပေါက်နိုင်တယ်ငွေကြေးကိစ္စစကားပြောရင်လည်းတာမန်နဲ့အောင်မြင်ပြီးအဆင်ပြေသွားမယ်ကိုလုပ်တဲ့လုပ်ငန်းမှန်သမျှချောမွေသွားမယ်အထူးကောင်းတဲ့ကာလပါပဲ15ရက်နေ့ကတော့အရာရာအဆင်ပြေပြီးတိုးတက်ပြီးစိတ်ချမ်းသာပြီးတော့မြတ်တရားကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိတယ် 16ရက်နေ့အစစ်မပြေမှုတွေနဲ့ခက်ခဲတွေရှိမယ်လို့ထင်ပြီးမှရုပ်ချီးအောင်မြင်သွားနိုင်တယ်။အရာရာအဆင်ပြေသွားနိုင်တယ်။မိကောင်းဆွေကောင်ထောက်ကူရသွားနိုင်။စုပေါင်းလုပ်ငန်းလည်းကျိုးပြေတယ်။16ရက်နေ့အဲ့ဒီကအခက်ခဲလေးတွေရှိမယ်။အခက်ခဲကြုံနေအဲ့ဒီမှာဝါလုံးပုံကိုစက်ကူဖြူမှ ရေးပြီးအမြင့်တနေရာမှာကတ်လိုက်ပါ။အဲ့ဒီလက်ချက်တဲ့နေ့လည်းဖြစ်တယ်။အဲ့ဒီနေ့မှာဖျောင်းတဲ့ဖြူအောင်တတိုင်ကို ဖျားပူဇော်ခြင်းလည်းကောင်းတယ်။၁၈ရဲ့နေရာတော့လုပ်ငန်းကံကံကောင်းတယ်။ဒါပေမဲ့ရန်နဲ့မတော်တဆနေကူဆမ်အဲ့နေရာမဟာရကျန်းနေနဲ့တိုက်နေတဲ့အတွက်ရန်ရည်ရန်ရည်တို့ကိုထူပြပြီးကူဆမ်ရမယ်။သူသဖြင့်မြောက်ရက်ကိုသွားစဉ်အန်ရည်ဖြစ်တတ်တယ်။မနေ့စင်နိုင်ခွဲနဲ့ဆက်နှနိုင်ကြမှာအန်ရည်သတိထားမှာဆက်ခိုးရည်နေ့ငကပေါ်နေနဲ့တိုက်ဆိုင်နေပြန်ရောအဲ့ဒီမှာလည်းအဆင်ပြေတယ်ဒါပေမဲ့အသွာလာနေတဲ့ဂျူးဆက်မတော်ဆက်ထိခိုက်မှုမရှိအောင်ထိရတယ် မော်တော်ဆိုင်ကယ်စီးတာတို့အကန့်အရမပါတဲ့ယင်ကမောင်းနေတာတို့ကိုတိတ်တည်ထားတဲ့နေ့အဲ့ဒါအချိန်ကာလအဖြစ်မနဲ့ကိုးနိုင်တဲ့စင်တန်ကိုတည်းတည်ထားလိုက်တော်လေးဆင်ပြေတယ်။နောက်တနေ့တာအတွက်နောက်တောင်ရက်ကိုသွားစဉ်အနေမဖြစ်အောင်ထိန်းနိုင်အားလုံးဆင်ပြေသွားမယ်။ September 20နဲ့21ရက်နေ့တွေကလုံသမျှအောင်မြင်ကြံစီသမျှကံမြင့်မာပြီးတော့လိုရာပြည့်စုံသွားနိုင်တဲ့နေသားလေးကိုကြာရောက်တယ်။တနေ့ကနေ့မွေးသူတွေနဲ့ပူပေါင်းပြီးတော့လုပ်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေဖြစ် ရာရာဆင်ပြေမဲ့တနင်္လာနေ့မွေးသူတွေကတော့ရန်တိုက်ခံတွေကို ဖြစ်စေတဲ့ပြီးမှ ကောင်းခြင်းဘက်ကိုနှွယ်တယ်။အင်္ဂါနေ့မွေးသူတွေနဲ့ပူပေါင်းပြီးလတ်လာပါဥစ္စာတနာဖွံ့ဖြိုးမှုရမယ်ဗုဒ္ဓနဲ့မွေးသူတွေကြောင့်စိတ်နောက်ဆယ်လေးတွေရှိတတ်တယ်။ကြာသာပတင်းနေ့မွေးသူတွေနဲ့ပူပေါင်းပြီးလက်ပွင့်မယ်။သောက်ကြနေ့မွေးသူတွေကြောင့်ရံများမယ်။စနေနေ့မွေးသူတွေနဲ့ပေါင်းပြီးတော့အခက်ခဲတွေပြေလည်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။နံပါတ်1 3ခွန်ကနန်းနေ့အကျိုးပေးတဲ့ကံကြမ္မာနဲ့ကောင်းခြင်းဖြာပြကိုဖြစ်ထွန်းစေတယ်။ အဝါရောင်လေးမောရောင်ရွှေရောင်တို့ကိုကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲရမှာဖြစ်တယ်။ပိုက်ဆံအိတ်ထဲမှာဖဲကျိုးအနီရောင်ကိုထည့်ပြီးတော့လူနဲ့ဆောင်းကအရေးကြီးတဲ့ကိစ္စမှန်သမျှလုပ်ပါအလုံးစုံစင်ပြေသွားပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။